ဝိဇ္ဇာ၃ပါးလို့ဆိုရဲဒီဝိဇ္ဇာဟာတမန်နဲ့ရနိုင်တဲ့အနေထားမရှိဘူးအလွန်ခက်ခဲတယ်မြတ်စွာဘုရားရဲ့ဝိဇ္ဇာ၃ပါးလို့ဆိုတဲ့ဟာကအကျဉ်းချုပ်ပြောမယ်ဆိုရင်ပုဒိအာပုဒိအာပုဆိုတာပုဗ္ဗေနိဝတာနုတ္တိညာဒိဆိုတာဒိဗ္ဗစက္ခုညာအာကအတဝေခယညာလို့ဆိုရဲ ီဉာဏ်သုံးမျိုးရာမှာဝိသသုံးပါး ਨੇ ပြည့်စုံတယ်လို့ဒီလိုသတ်မှတ်တယ်။ခုနကလိုစာသင်လို့တတ်လာတာဥပမာအခုဗမာတွေပြည့်ကြီးရွတ်တယ်လို့ပေါ့။စာအုပ်ထဲရေးထားတာကိုအရာချက်အရာချက်ပြီးရွတ်ရရွတ်လို့ခေါ်တာပေါ့။ရလို့ရွတ်နေတယ်။သူတို့ကအဲ့ဒါလို့ရလို့ရွတ်တဲ့ရရွတ်တွေကိုဝိသသုံးပါး ਨੇ ပြည့်စုံသူလို့ဒီလိုဆိုတော့မြတ်စွာဘုရားကအဲ့ဒီရရွတ်တွေကိုဝိသံနဲ့ပြည့်စုံတယ်လို့ပြောဘူးတဲ့ငါက။ ငါတို့ဝိဇ္ဇာ၃ပါးဆိုဒီမှာပုပ္ပေနိဝါဒနုတ္တိဝိဇ္ဇာတဲ့ပုပ္ပေနိဝါဒဆိုတာလူတိုင်းလူတိုင်းဟာ အတိတ်ဆိုတာရှိဒီဘဝတွေမှာအတိတ်ရှိတယ်လို့ဘဝတွေမြောင်များစွာ အတိတ်ဘဝတွေရှိခဲ့တယ်အဲ့ဒီအတိတ်ဘဝအကြောင်းအရာတွေကိုပြန်ပြီးတော့သိနိုင်တဲ့အသိဉာဏ်မျိုးကိုမှဝိဇ္ဇာလို့ခေါ်တယ်အစင်တာအမြင့်သွားပြီ တာမန်ပုဂ္ဂိုလ်တွေဒီဝိဇ္ဇာသင်လို့ရတာမှမဟုတ်တာကျင့်ရမယ်ဟာလေအဲ့တော့ပုံသားတွေလက်လက်မမီဘူးဒီဝိဇ္ဇာကြတော့လက်လက်မမီတော့အဲ့ဒီမှာသူတို့ကလည်းအတော်ခံမြင်တာမျက်စောဘုရားဟောပုံသားတွေကမတည့်ဘူးဘုရားဟောဒါကြောင့်မို့အိန္ဒိယနိုင်ငံမှာသာသနာမြန်မြန်ကွယ်သွားတာမကြိုက်ဘူးသူတို့မကြိုက်ဘူးဆိုတာဂဏိတိမကြိုက်ဘူးဗြဟ္မင်းတွေကလုံးဝမကြိုက်တာမြတ်စွာဘုရား ရသော်ဗျာလေသူတို့နှိပ်ွက်တယ်တတော်ကိုနှိပ်ွက်တယ်အဲ့တော့ဗြဟ္မဏီကတတော်စိတ်ဆိုးတာအဲ့တော့ညသော်ဗျာကဝိဆာသုံးပါဆိုဒီမှာသူတို့လက်လန်းမမီဘူးစိတ်ကူးတဲ့တောင်မတွေ့နိုင်တဲ့ပုဗ္ဗေနိဝါဒနုတ္တိဝိဆာမှာဝိဆာအစစ်မင်းတို့ဗေဒသုံးပုံကဝိဆာအစစ်မဟုတ်ဘူးဆိုတော့အဲ့ဒီခေတ်က educated လို့ဆိုပြီးပညာတတ်တရားဗြဟ္မဏီပဲလေသူတို့ နိုင်ချခံရတော့ဘယ်ခံနိုင်မလဲတတော်ခံပြင်းတာပေါ့နော်အဲဒီလိုမြတ်စွာဘုရားကဝိဇ္ဇာရဲ့စံကိုတတ်မှတ်လိုက်တဲ့အခါဘုဗ္ဗေနိဝါဒနုဒတိတဲ့အတိတ်ဘဝကို သိနိုင်ရမယ်ဒီပညာနဲ့သိနိုင်တဲ့ပုဂ္ဂိုလ်